ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဖူဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကိုနဲ့အတူဖလားလမ်းမဲ့ရာသီတစ်ခုဖြတ်တန်းမှုများနေပြီးဒေဂျင်နေကြားတောပြောင်းဖြစ်ခဲ့တဲ့ Everest စပိန်လူမာကြီးတွေဖြစ်တဲ့ Atletico တို့ကတော့ရခုနှစ်ဘောလုံးရာသီမှာဆွမ်းဆောင်ရောင်းတွေကိုပြသနိုင်ခဲ့ပြီးရာသီတိုင်းကန်ဒီမှာတော့တဖြည်းဖြည်းနဲ့အပြားရှူလာခဲ့ကာခုဆိုတော့စူဖလားလမ်းမဲ့ဘောလုံးရာသီတစ်ခုဖြတ်တန်းတော့မယ်ခြေနေတဲ့တော်မှာရေဆိုင်ကြုံတွေ့ရဖို့တော်လေးကိုနှိစလာနေခဲ့ပြီလည်းဖြစ်ပါတယ်ဒီကွဲခြေစွမ်းမှအတော်လေးကိုကောင်းမွန်လာကြအောင်ဒီရာသီမှာ လာလီဂါချန်ပီယံစုကတော်မှာစိန်ခွန်တိုင်းနဲ့နေသားမျိုးကိုရောက်ရှိခဲ့ပါသေးတယ်။ဒါပေမဲ့ရာသီသိန်းကန်ဒီမှာတော့ဒီကွာတောက်ဆောက်ချေချော်လာခဲ့ပါတယ်။နိုင်ပွဲဇရိုက်ပျောက်ဆုံးလာခဲ့တယ်။ဂျီနေကောင်းတွေကိုပိုင်ဆိုင်ထားခဲ့မဲ့ချန်ပီယံလိမှာရီယဲကိုဗနိုင်ဆုံးပြတဲ့ရှုံးပြီးတော့ပြုတ်ခဲ့တယ်။ကိုပါတယ်ရီစီမီဖိုင်နယ်မှာဘာကာနဲ့တွေ့တော့လဲနှစ်ကြော်ပေါင်းရလိုက်ရရှုံးပြီးတော့ထပ်ပြုတ်တယ်။ကိုဆိုရင်ပြီးခဲ့တဲ့ရက်ကကစားခဲ့လာလီဂါပွဲစဉ်မှာလေဒီကိုကလက်စပါမတ်ကိုရှုံးပြီးတော့လာလီဂါချန်ပီယံအိမ်မက်တွေလည်းအဆုံးသတ်ဖို့ကတေချာတော့ရှိသွားခဲ့ပြီဖြစ်ပါတယ်။လက်စပါမတ်အသင်းဟာတန်းစင်းဆုံးအန်နယ်ကနေရုံးကန်နေရပြီးတော့ အခုဒီကုန်းနဲ့ထိတ်တဲမတွေ့ခင်နောက်ဆုံးကစားခဲ့တဲ့လာလီဂါ၄ပွဲမှာနိုင်ပွဲကတပွဲသာရရှိထားခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါင်ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်၃လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းပေါ်ကမှာကစားခြင်းလဲဆိုတော့ဖုန်းနံပါတ် Viber 39 63လုံး93လုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အဲ့လိုဒေမျိုးနဲ့ထိတိုက်တွေ့ရမှာဒီကွာခြေသွမ်းမိုင်းနဲ့အသာစီးမြူနိုင်ခဲ့လို့ကိုပေါ့ကန်သွင်းခွင့်မှာလည်းဒေါ်လေးကိုနေပါလွန်သွားခဲ့တာပါဒီကိုကစားမရရဲ့စိတ်ပိုင်းဆာရီကြာဆင်းနေမှုကအဲ့လိုမျိုးထိမ့်မနိုင်သိမ့်များနေဖြစ်နေကြပြီးတော့ပွဲပီကန်ဒီဒုတိယပိုင်းနာကျင်ချိန်မိုး၃မိနစ်မှာအနိုင်ကိုပါပေးလိုက်တဲ့အတွက်ဒီကိုတို့လည်းစိတ်မမီပဲရှုံးနေသွားခဲ့ရပါလိမ့်ခုဆိုရင်ဒီကွာလက်ချံ၆ပွဲသာကစားရမယ့်အချိန်မှာမပီးစားထိတ်ဆုံးနေရဘာစရာနဲ့ဆယ်မှတ်အထိကိုကွာဟသွားခဲ့ပြီလည်းဖြစ်ပါလိမ့်ဒါကြောင့်ဒီကွဲရခုနှစ်ရာသီလာလီကာချန်ပီယံအိမ်ဘက်ကအဆုံးသတ်သွားခဲ့ပြီလို့တောင်ပြောလို့ရပါလိမ့် ရာသီလေပိုင်းလောက်အထိကိုခြေစွမ်းကောင်းတွေတောက်လျှောက်ပြသနိုင်ခဲ့ပြီးတော့အမပေးစရာကိုတော့ဥဆောင်နိုင်ခဲ့သေးတဲ့ဒီကိုအသိဟာရာသီသိန်းကန်ဒီမှာတော့ရာလက်ပိုင်းကြာရှိမှုတွေနဲ့အတူအခုဆိုရင်ဖလားလက်မဲ့ရာသီဖြစ်တဲ့ဇက်သိန်းရောက်တော့မှ69ရာခိုင်နှုန်းလောက်အထိဒေချာနေခဲ့ပြီလည်းဖြစ်ပါတယ်။ကြည်ရာဒီကွာယခုနှစ်ဘောလုံးရာသီမှာခြေစွမ်းကောင်းတွေကိုတော့ပြသနိုင်ခဲ့တယ်။ဒါပေမဲ့ပြိုင်ပွဲရရကြကြားမှာပြားများခဲ့ကြရန်ရှိပါတယ်။ငါတို့တော့ဘယ်ဖလားအဓိကပြုပြီးတော့ကစားမယ်ဆွဲခိုင်မာတဲ့ရီမန်းချက်မျိုးတွေဒီကိုအသိမှာရှိမနေခဲ့ပါဘူး။စီမီနီကိုယ်တိုင်လည်းဒါကိုတသက်မမတ်မထားရှိနိုင်ခဲ့ဘူးလို့ပြောရပါလိမ့်မယ်။ ဒါကြောင့်လေဟိုဖလားကိုအားဆိုင်ကစားနုံနိုဒီဖလားကိုပြစ်မှတ်ထားနုံနိုတွေဖြစ်ကုန်ပြီးတော့အဆုံးသတ်မှာတော့အားလုံးမြောက်တစ်ကိုင်းလို့တွေဖြစ်ကုန်ကြတာပါဒီကိုအသေးနိုင်ရခုနှစ်ဘောလုံးရာသီမှာမှပြောင်းရွှေ့လာခဲ့တဲ့ Everest လေတရွာမပြောင်းသူကောင်းမဖြစ်ဆွဲစကားတိုင်းဖြစ်မလာခဲ့ပဲနဲ့ဒေးဂျင်နေကြတောပြောင်းဖြစ်လာခဲ့ပြီးတော့ဖလားလက်မဲ့ဘဝနဲ့ဘောလုံးရာသီတစ်ခုကိုဖျက်တမ်းဖို့အချိန်တွေကလည်းများလာခဲ့ပြီဖြစ်ပါတယ် Everest ကဒီရာသီမှာမှဒီကိုထံကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ဒီကိုရဲ့အဓိကကစားမတယောက်ဖြစ်တဲ့ခြေစွမ်းကောင်းတွေကိုပြသနေတာပဲဖြစ်ပါတယ်လက်ရှိချိန်ဤဆိုရင်လူစားဝင်9ပွဲပါဝင် လာလီဂါ32ပွဲပိုင်းကစားပေးထားပြီးတော့ twin goal 14ကိုဂိုးပန်ဒီမှုနှစ်ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ key pass ပေးဖို့မှု dribbling ဘိုင်းနဲ့ဂိုးပေါက်ကန်သွင်းပြုလုပ်တဲ့ဘိုင်းဒီမှာ everest ကတော်လေးကိုအားကိုးရတဲ့ကစားမတူးဖြစ်ရှိနေခဲ့တာပါ။ဒါမဲ့သူကမကောင်းခဲ့ရှာပါဘူး။ argentina league မှာကျင်လည်ခဲ့စဉ်ကလေးက everest နဲ့ suplar တွေဆိုတာခွဲလို့မရခဲ့ပါဘူး။ man city မှာရှိနေခဲ့တဲ့ကာလာတစ်လျှောက်လုံးမှာလည်း everest ကနှစ်တိုင်း suplar တွေကိုကင်မြောက်နိုင်ခဲ့တာပါ။ဒါမဲ့လည်းအခုဒီကိုမှာတော့ Everest ဟာပထမဆုံးရာသီကွယ်မှာတွင်ခွက်ပြောက်ဖြစ်စေဖို့အတွက်အကြောင်းဖန်လာခဲ့ပြီပဲဖြစ်ပါတယ် ဇုံနေကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။